အားလုံးမင်္ဂလာပါမန်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာနဲ့တဲ့ပတ်သက်ပြီးကစားသမားတွေဒီနေ့တချို့ရထားတာရှိပါတယ်ကွင်းလင်နေရာမှာပေါ့ဗျာလာမယ့်လီဗာပူးနဲ့ပွဲစဉ်အတွက်ဘရူနိုဖာနန်ဒက်နဲ့အူဂါတီပေါင်ဝင်လာဖို့ချီကြောင်းရပိုတို့ကျွန်တော်ပေါ်ပြလာမှုတွေရှိပါတယ်ဆိုတော့အာကိုဗီမိုင်တို့ကျွန်တော်ရှိတဲ့အထက်မှာဆိုရင်အမ်မိုရယ်ကသုံးမပြုစီခြင်းဘူး လီဗာပူးနဲ့ပွဲစဉ်မှာဒီကစားသမားနှစ်ယောက်ကဒီကကွင်းလေအထိုင်နေရာမှာဥဆောင်လို့မရှိနေတာပေါ့ဆိုတော့ဒီတည်င်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးရထားတဲ့အချင်းတွေတကူမှဘလို့အကြောင်းအရာတွေပေါဝင်မလို့ဆိုတာဆွေးနွေးတော့ပါမယ်လူကလီဗင်ကအုံလွှဲနေလို့ဒီတော်တော်နာနေဆိုတော့ ယူနိုက်တက်အသင်းကပေါ့ဗျာအဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ press go ပဲတင်းစားရှင်းလင်းပွဲကိုဒီည6နာရီပြုလုပ်ဖို့ရှိနေတယ်ဆိုတော့သူတို့ပြောပြီးမှအဗီဒီယိုတွေကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်အဲ့ဒီဗီဒီယိုကိုလည်းညီကလေးဆောင်ပြကြပါအောင်ပထမဆုံးအနေနဲ့ပေါ့ဗျာလီဗာပူးနဲ့ပွင့်စီအတွက်ကိုအသင်းရဲ့ကွင်းလင်မှာဘလူးနိုဖာနေတဲ့အပြင်ပေါ့ဗျာကူကာတေကပါဝင်လာဖို့ချင်းကြောင်း ရဘူတို့ချို့ကျွန်တော်ထုတ်ပေါ်လာမှုရှိပါတယ်ကက်ဆမီရိုအနေနဲ့ပေါ့ဗျာနိုင်ငံအသင်းနဲ့ပွေတုံးမှုအနေထားမှာဆိုရင်နားရက်တည်းမရှိဘဲခရီးချေထွေရောက်မှုရှိနေလို့အသင်းဘက်ကကစားသမားကိုပြီးခဲ့တဲ့ကြာတာပတိနေ့ကအသင်းရဲ့ trainee လေ့ကျင့်ရေးအစီအစဉ်မှာဆိုရင်အလို့တကြီးနဲ့ trainee မစင်းစေခဲ့တဲ့အတွက်နားရက်တည်းကျွန်တော်ပေးခဲ့တာပေါ့ဗျာဒါကြောင့်လီဗာပူးနဲ့ပွေးစုံကဗျာဥဂါတေကိုအသုံးပြုဖို့ချီကြောင်းဒီ report မှာကျွန်တော်ဖော်ပြထားပါတယ်ဆိုတော့ကျွန်တော်ပြောပြနေကြဗျာကျွန်တော်ကွင်းလင်နေရာမှာဟုတ်ပါတယ်ကက်ဆမီရိုအဆင်မပြေမှုရှိတယ်ထားလိုက် ဘရူနိုဘန်နက်တဲ့အစမပြေမှုရှိတယ်ထားလိုက်။ဘာဖြစ်လို့ကိုဝီမိုင်းနုကိုသူမပြုစေချင်တာလဲ။ပြီးခဲ့တဲ့အရီတဲလက်တက်ကကိုဝီမိုင်းနုအနေနဲ့အဲ့ဒီကွေးလေးပဲအချိန်ကနေပြီးတော့ကျွန်တော်လီဗာပူးနဲ့ပွေးစီလို့တဲ့ကျွန်တော်ကစားစေခဲ့တယ်။တခြားသောပွေးစီတိုင်းမှာဆိုအမေရိကန်ဆုံးပရင်စီလောက်တာတော့တယ်မလား။ကျွန်တော်ပေးဖို့တာတော့ဒပက်စီနေရာမှာအားနေတယ်ဆိုပေမဲ့လို့ဥကာတီတဲ့အဆက်တရာတားတယ်။ ဒီလိုမျိုးအနေထားတစ်ခုမှာဘာလို့ကိုဗီမန်နူးကိုထိမှန်ပြီးတော့အသွမ်းမပြေဝဲခြံထားရတာလဲကျွန်တော်စဉ်းစားလို့ကိုမရောက်ဘူးအမ်မရဲအနေနဲ့ကျွန်တော်တို့ပြောပြောနေကြပြဦးကာတေးကအမ်မရဲရင်မရပါသားဖြစ်တယ်ဒါပေမဲ့သူ့အနေနဲ့အကျက်တစ်ကာလာတစ်ခုရောက်နေတယ်ဖီယာပရက်ရှာတွေများနေတဲ့ပုံစံမှာနိုင်ပွဲဆက်ဖို့ကျွန်တော်လိုတယ်ဒီနေရာမှာကျွန်တော်တို့ခုစဉ်းစားထားတာကဘယ်လိုလဲဆိုတော့လီဗာပူးအနေနဲ့၃ပွဲဆက်ရှုံးနေတယ်ဒါကြောင့်များကျွန်တော်တို့ဒီကက်ဆီမီရိုကိုအနားပေးတယ် ိုဗီမိုင်းတို့ကိုအသုံးမပြုဘူး။ဟိုမိုင်းတို့ကတော့ထားလိုက်ဗျာ။အမ်မိုရယ်ရဲ့အမျက်နှာသားပေးခြင်းမခံရတဲ့ကစားသမားလေးပေါ့။တကယ်ကိုအနစ်နာခံခဲ့တဲ့မက်ချက်ဆောင်နေတဲ့သူကိုပကုံးတဲ့တင်ဆွေးတင်ပေးခဲ့တဲ့ပလေယာလေးတွေဖြစ်တဲ့အရေးကြီးတဲ့အနေထားတွေမှာဒီလူငယ်ကစားသမားလေးတွေကတကယ်ကိုအကျူပြုခဲ့တဲ့ပလေယာကောင်းတွေဖြစ်တဲ့တိုးတော့အမ်မိုရယ်ကအသုံးမပြုဘူး။ကျွန်တော်တို့ပြောစရာစကားမရှိတော့ဘူး။ဘာဖြစ်လို့ဆိုတော့ကျွန်တော်အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကတကယ့်ကိုအရေးကြီးပါတယ်အခုအဆင့်တစ်ဆင့်မှာရာမဲဆင်မဲရတာတယ်လီဗာပူးကအဆင့်နဲ့ သူတို့အတင်က၄ဝေရှုံရှုံ၅ဝေရှုံရှုံဒရဇက်ဘလို့ပဲဖြစ်နေပါစေသူတို့မှာသူတို့ အနေထားရှိတယ်သူတို့ပုံစံရှိတယ်တစ်ဖက်အတင်ကိုဘလို့ချင်းခဲ့ရမလို့ဆိုတာအရင်တွေရောအဓိကကစားသမားတွေရောတကယ့်ကိုကောင်းမတဲ့ပုံစံတွေကျွန်တော်တို့တွေ့နေရတဲ့အတွက်မက်ရှစ်ဆောင်နေတဲ့အတင်အဲ့ဒီကွင်းလေးမှာ နေတိုင်းလိုလိုပွေးစင်တိုင်းလိုလိုယာတီတိုင်းလိုများဟာခွဲတွေကျွန်တော်ရှိနေတယ်အဲ့ဒီကွင်းလေးမှာ လူစားပြောင်းလဲမှုတွေကျွန်တော်တို့လုပ်လို့ရတယ်ဒါပေမဲ့မိုင်းနှုံးကိုအတုံးမပြူပေနဲ့ ျွန်တော်ကက်စမီရိုအစင်မပြေမှုရှိလို့ Ugarte ကိုဘရူနိုဖာနေတဲ့နဲ့ပြေးကစားခွင့်ပေးမယ်ပွေတော်ခွင့်ပေးလာမယ်ဆိုကြတဲ့ကနေဒါက Emery ရဲ့ viewer တွေ Emery ရဲ့စိတ်နေသဘောထားတွေ Emery ရဲ့တယူတဲ့နေနားမလည်နိုင်တော့ဘူးဒါကကျွန်တော်တည်တည်ရှာမတရားသေးဘူးတိုးတော်ညာလဲဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲ press group ပဲတည်တည်ရှာရှင်းလင်းပွဲမှာအတင်းနဲ့ပတ်သက်ပြီးတော့ကတော့ Emery တို့ပြောကြားမှုကတော့ရှိမှာပဲဘယ်သူတွေပွေထုတ်မှုရှိမလဲပြေကစားသမားကတန်ရာပြဿနာကြုံနေရလဲ ။ဒါပေမဲ့လို့အခုထွက်တဲ့ရပိုးကဒီလိုမျိုးသာကျွန်တော်ရှိခဲ့မယ်ဆိုရင်ကျွန်တော်ကွင်းလေကဘလို့မှအစီအပြေမှာမဟုတ်ဘူး။အခုနောက်ပြတ်တယ်လို့ပါပြောပါဗျာ။မန်ချက်စတာကိုနည်းနည်းသိရင်ကွင်းလေမှာကူပီမိုင်းတို့ပွေထုတ်လာပြီဆိုရင်ဥကာတေတဲ့အများကြီးသာတယ်။ pressing count တဲ့နေရာမှာလည်းကွင်းလင်းကနေပြီးတော့ကိုကစားသမားတွေကိုကျွန်တော်တို့ဒီပေးပို့မှုတွေဟုတ်တယ်မလားဖန်တီးပေးမှုတွေအာအဲ့ဒီကွင်းလင်းကနေပြီးတော့တိုက်စစ်ကိုအထီကိုကျွန်တော် area ပေါက်ထဲတိုးဝင်ပြီးတော့အတိုးအလုပ်တွေနဲ့တကိကိုကောင်းတဲ့ player ဖြစ်တယ်ဆိုတော့ဒီလိုကစားသမားကိုပေါ့ဗျာ အသုံးမပြုဘူးဆိုရင်ဘယ်နေရာမှာကျွန်တော်တို့အသုံးပြုမလဲဒါကြောင့်ကိုဗီမိုင်တို့အနေနဲ့ပြီးခဲ့တဲ့နေရာဒီအကြောင်းရှိမှာတင်းကနေအငားနဲ့ထွက်ကုန်ဖို့စဉ်းစားခဲ့တာ အကြောင်းမျိုးမျိုးကြောင့်အဆင်မပြေခဲ့တာပေါ့ဗျာပြီးခဲ့တဲ့ဆန်နယ်နဲ့အဲ့ဒီပွဲစီမှာဆိုရင်အသေးဘက်က9နေရာလောက်ထိကျွန်တော်ပြင်ပြင်ပြောင်းလဲခဲ့တယ်တကယ်လည်းပဲကျွန်တော်တို့19နိုင်ထဲတဲ့ပွဲကိုအကောင်းပဲဆုံးနိုင်ခဲ့တယ်အခုဒီနေ့ပွဲစီမှာအသေးပွတ်တော့လိုက်မဲ့လူစင်းမှာအဲ့လိုကွေးလေးနေရာကဟုတ်တယ်မလား ကိုဝီမိုင်တို့ကိုသမနေရာမှာဆန်နီလဲမဲတို့ပြီးလို့ရှိရင်တိုက်စစ်ပိုင်းနဗတဲတို့တို့မှာဘလို့ကစားသမားတွေထွက်လာမလဲကျွန်တော်ထင်ပါတယ်တကယ်လို့ဒီဥကာတဲကိုပွေးထုတ်လာမယ်ဆိုရင်နဗတဲမှာ Brian Abumo နဲ့ Mason Mount ဒီလိုဖြစ်ဖို့အင်မတန်များတယ်အမတည်းရဲ့ကိုညာအနေနဲ့မက်ဆေ့ချ်အောင်နေတဲ့အသင်းအတွက်ကိုအင်မတန်အရေးကြီးတဲ့ပလေယာတစ်ယောက်ဖြစ်ပါတယ်သူ့အတူဂိုးမရတာကတကယ်နောက်ပေါ့ဗျာ ဒါပေမဲ့လို့ပွေးစင်တိုင်းလိုလိုမှာဒီကစားသမားတွေကိုအတုံးမပြုတ်ဝင်နေတော့မြင်ထားလို့မရဘူးမေဆန်မောက်ဆိုတာကပေးပို့မှုတွေကောင်းတယ်ဖန်တီးပို့မှုတွေကောင်းတယ်ဆိုပေမဲ့လို့မတိရဲ့ကိုညာလောက်အာကိုအာတာပြုတ်လို့မရဘူးဒီလိုပါပဲကူဝီမိုင်လုံးဆိုတာကလည်းဥကာတိတဲ့အများကြီးတာလည်နေတဲ့အတွက်ပွေးထုတ်သိမ့်ပြီလို့ကျွန်တော်ကတော့မြင်မိတယ်တိုးတော်ညာလေးပေါ့ဗျာနေပြတယောက်အနေနဲ့ကတော့သူရေးရှိတဲ့အပေါ်မှာတော့သူတာဝန်ယူတာဝန်ခံမှုတော့ရှိရမယ်သူတကယ်လို့အဲ့လိုမျိုးပွေးထုတ်ခဲ့ပြီးတော့ရာလိတွေဆိုးဝါးခဲ့မယ်ဆိုရင်ကျွန်တော်တို့အသင်ကတော့ ဒီတိုင်မကဆိုးသွားဖို့ပဲကျွန်တော်ရှင်းရတော့ဗျာ press corps ရဲ့သတင်းစာရှင်းလင်းပွဲမှာမှုရဲအနေနဲ့အဲ့ဒီပွဲစဉ်မှာဘယ်သူတွေကိုပြတော့အသုံးပြုရှိမလဲ ပေကစားသမားတွေကတင်ပြဿနာကြုံနေရမလို့ဆိုတော့တီတီကြားရကျွန်တော်သိရှိရမယ်ဆိုတော့စာသမားတွေဒီကနေ့ဗီဒီယိုလေးကတော့ message ဆောင်နေတဲ့အသင်းရဲ့ကွေးလေးမှာပေါ့ဗျာလာမင်းတင်နေကလေးနေမှာကစားမင်းပရီးမီးယားလေးပွဲစဉ်အတွက်အာဘရူနိုဖာနယ်ဒန်နဲ့ဦးဂါတေကိုမြည်ပြဖို့ရှိနေတယ်ဆိုပြီးတော့ report show ထွက်ပေါ်လာတဲ့အချိန်တွေတခုကျွန်တော်ဆွေးနွေးတော့ကြတာဖြစ်ပါတယ်ညီကိုတို့အနေနဲ့တကယ်ပဲအဲ့ဒီကွေးလေးပဲအချက်မှာဦးဂါတေနဲ့ဘရူနိုဖာနယ်ဒန်ကိုသူပြုမလားတူဒီမော်လိုချင်းကိုဗီမိုင်နုဘရူနိုဖာနယ်ဒန်ဆိုပြီးတော့ပွဲထုတ်လာမလားဆိုတာညီကိုတို့ရဲ့အမြင်လေးတွေကိုကျွန်တော်ဆွေးနွေးပေးခဲ့ကြပါအောင် press group ရဲ့သတင်းစာရှင်းလင်းပွဲကလေးကျွန်တော်ဗီဒီယိုလုပ် ဖို့ရှိတဲ့အတွက်သူတို့ပြီးတာနဲ့ပေါ့ဗျာဗီဒီယိုတင်ဆက်ပါမယ်ဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်လည်းမက်ချက်ဆောင်နေတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိလေကြိုးစားပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်စောင့်မျှော်ကြပါဦးလို့ပြောကြရင်လည်းဗီဒီယိုလေးကိုကျွန်တော်ဆုံးသက်လိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေအားလုံးပဲโอเคပါ you